င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့တိုင်းစစ်ဌာနချုပ်ဖုန်ကတိန်နေလဲလဲရမှာဒရုန်းနဲ့ပုံကျက်မျိုးကိုစိုးရိမ်တဲ့ပြင်ဂျမ်းမာများကားပေါ်တင်ပြီးလဲလဲအကြပ်ပစစ်တပ်လက်ကန်တိုင်းစစ်ဌာနချုပ်တွေအားလုံးကနိုဝင်ဘာလနိုင်ရနေမှာပုံကတိန်နေလဲလဲရမှာဒရုန်းနဲ့ပုံကျက်မျိုးကိုစိုးရိမ်တဲ့ပြင်ဂျမ်းမာရဲ့ကားပေါ်တင်ပြီးနဲ့လဲကြကြအောင်နောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ကဲရတဲ့တိုင်းစစ်ဌာနချုပ်တွေထုတ်ပြန်ကြတဲ့ပုံကတိန်လဲလဲမှုကိုတွားကြည့်ခဲ့သူတွေရဲ့ပြောဆိုချက်ရသည်ရတယ် နိုဝင်ဘာလနေ့ရက်နေ့ကယုတန်တိုင်းစစ်ဌာနကျွဲအကြိမ်30မြောက်စုပေါင်းပုံကတိန်လဲလဲပွဲကိုမြင်းမြပေါ်မှာပြုလုပ်ခဲ့မှာဒရုန်းပြန်ဆက်ကြံပါတွေကိုကာဝတ်တင်ပြီးပုံကတိန်ကားတဲ့အနေနဲ့တို့လဲလဲခဲ့ကြကြမြင်းမြမှာဒေသခံပြည်သူကျွဲပြုစုချင်ရသည်ရတယ်ကယုတန်တိုင်းစစ်ဌာနကျောကပုံကတိန်လဲလဲမှုတရင်ထုတ်ပြန်မှာဒရုန်းဖြတ်တောက်ဆက်ကြံပါတွေကိုစစ်ကားပေါ်တင်ပြီးလဲလဲနေအောင်မြင်တွေ့ရတဲ့အလားတူအနောက်မြောက်တိုင်းစစ်ဌာနကျောကလည်းယနေ့မွန်မြို့ပေါ်မှာ35ကြိမ်မြောက်မဟာပုံကတိန် လက်လက်ပွဲပြုလုပ်ခဲ့ပြီးတော့ဂျမ်မာတွေကိုကားပေါ်တင်ကဝန်ဆောင်တွေအုပ်ပြီးလက်လက်ကြရကိုမြင်တွေ့ရကြောင်းမုံရမြို့ပေါ်မှာတော်လိုင်းကင်းထောက်လုပ်ငန်းတော်ကပြောတယ်စစ်ဘက်ဇင်းမြေကိုဆက်သွယ်မြင်မြန်မာနေပြည်တော်ဆင်ယုံကယနေ့တိုင်းစစ်ဌာနချုပ်များအားလုံးမှပုံကထိန်လက်လက်ခိုင်တာပြီးလုံခြုံရေးဒုသတိပြုဆောင်ရွက်ရည်ညွှန်ကြကြအောင်တို့ရရင်ဂျမ်းပါရေးစစ်ကားပေါ်တင်ပြီးလက်လက်ရမယ်လို့ညွှန်ကြားချက်မှမပါဝင်တော့လဲတိုင်းစစ်ဌာနချုပ်များစုကဒရုန်းနဲ့ပုံချက်ခံပြီးဆိုရင်ပြီးတော့ ဇန်မာရီကစစ်ကားပေါ်တင်လှည့်လည်ကြခြင်းဖြစ်တယ်လို့ပြောဆိုတယ်။ဆလဘီတောင်ကြီးမြို့မိဘုံပြန်ပွဲမှာဇန်ဘုံပါတီကမိဘုံပြန်လွတ်တင်စဉ်မိုးရွာပြီးမီးလောင်ပြန့်ကျမှုကြောင့်လူပိပီနိုင်ဦးထမင်းနဲ့တင်ဆောင်အစာစိမ့်တင်မှုလည်းဖြစ်ခဲ့ပြီးရဲတပ်ဦးတင်ဆောင်က6ဦးရေပေါ်ဆင်းကိုတင်လိုက်ရ။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မိဘုံပြန်ပွဲမှာကျပ်ဖို့ပါတီကမိဘုံပြန်လွတ်တင်စဉ်ရုတ်တရက်မိုးရွာသဖြင့်မိဘုံပြန်ပြီးတော့ကပြတ်ကျခဲ့ပြီးလူတိုးဝေးကြသဖြင့်လူပိရေနောက်ထမင်းနဲ့တင်ဆောင်ခဲ့ကြောင်းဒေသတင်းမြစ်ကပြောရင်း နိုဝင်ဘာလတရနေ့ညပိုင်းကတောင်ကြီးမြို့မှာကျင်းပတဲ့ဆောင်းနိုင်မီပုံပြန်လွတ်တင်ပြန်ပွဲမှာကျန်းဖို့ပါတီကအလှည့်ကျမီပုံပြန်လွတ်တင်စဉ်ရုပ်တဲ့မိုးရွာသွန်းပြီးမီပုံပြန်မှာလည်းမီးလောင်ဖြစ်ကြခဲ့ကြောင်းထို့ကြောင့်လူများပြေးဝါတိုးလိတွဲဝင်နေကြသဖြင့်လူပီကနေဆုံးပြည်သူနဲ့ဥထမနဲ့တည်ဆောက်ခဲ့ကြောင်းတချို့ကလင်းငယ်တွေမှာတက်နင်းခံရသဖြင့်တတိလေးမြို့မြို့ရဲ့အသည့်ဖြစ်ခဲ့ကြကြောင်းသိရတယ် ယခုလူပိခင်အပြင်တွေ့တဲ့အောက်ချုပ်ဦးစီးဌာနဝန်ထမ်းမျိုးသမီးတအူပြန်ပေါင်းဖြစ်သူအသက်39နှစ်ရွယ်မျိုးသားတအူတည်ဆုံးပြီးနိုဝင်ဘာလ2ရက်နေ့မှာအတူပါကြခဲ့ကြောင်းတခြားသတင်းမြစ်တအူကလည်းတည်ပြပြောကြတယ်။အဆိုပါမိဘုံပြန်လွတ်တင်ပွဲကိုမြောက်လယ်ဦးဆောင်တဲ့ဂျပန်စစ်တပ်လောက်ခန့်ရှင်းပြင်းနေဆိုရကဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီးပြီးခဲ့တဲ့နှစ်ကလည်းလူပိပြီးတတိလင်းမြေမျိုးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ဖို့ကြောင့်သိရတယ်။ ထို့ပြင်ယမန်နေ့နိုဝင်ဘာလတရနေ့ကလည်းလက်ဆောင်နိုင်ပွဲလာသူတွေကိုရောင်းချတဲ့အစားအစာတွေစားတောင်းပြီးအစာစိတ်တင်ကရဲတောက်တင်ဆောင်ပြီးအရက်သားပြည်သူချောင်းမူလဲသွားတဲ့ဖြင့်စေရုံကိုရေးပေါ်ပူဆောင်လဲရကြောင်းသိရတယ်။ဆက်လက်ပြီးပေါ့မြင့်နယ်တွင်စစ်ကြောင်းထုတ်လိုက်စစ်တပ်ကပြည်သူပိုင်နေတွင်ကြက်ဝင်ဖန်တဲ့စစ်သားတောင်းကိုရှင်ဖန်မိကလက်နက်ကင်များတင်စီရရှိ မိုင်းနင်းမြေစစ်သားနယ်ဦးတင်ဆောင်မကွေးတိုင်းပေါ့မြွနယ်တွင်စစ်ကြောင်းထုတ်လိုက်တဲ့ဖန်စစ်တပ်ကပြည်သူပိုင်နေတွင်ကျွဝင်ဖန်လဲစစ်သားတုံးကိုရှင်ဖန်မိကလက်နက်ခံနေတင်စီရရှိခဲ့ကြောင်း ဂျန် Revolution Front မှာတောင်းရှိသူကပြောတယ်အော်တိုဝါ29ရက်နေ့မှာဂျပန်စစ်တပ်ရဲ့ကဘာဇာ22ကထွက်လာတဲ့တမ69လောက်ကတရင်တရကို439 414ကိုပူပေါင်းထားတဲ့အင်အား300ကျော်ပါစစ်ကြောင်းကပေါင်းမျိုးနဲ့တောင်ပိုင်းရှိဒေါ်လာ1.2ထိတ်ချုပ်တိုင်းနေမြေကိုစတင်စစ်ကြောင်းတုံ့ပြန်လာခြင်းဖြစ်တဲ့ဒုံစစ်ကြောင်းကအော်တိုဝါ31ရက်မှာပတ်သိမ်မွာလမ်းပိုက်ကိုရောက်ရှိလာပြီးနောက်ရင်းနှီးမနဲ့စော်ပိုင်းမှာစက်ကန်ရောစတင်ကြောင်းကိုစတင်ဝင်ရောက်ခဲ့ကြောင်းထို့နောက်ဂျပန်စစ်သားတွေကရင်းနှီးမနဲ့စော်ပိုင်းကိုစတင်ပြီး ကျင်းရတွင်ပြည်သူပိုင်းနှင့်ခုနှစ်လုံးခန့်ကိုလည်းပင်ချုပ်ဖျက်ဆီးခဲ့ကြောင်းသိရတယ်။တို့နောက်စစ်တပ်စစ်ကြောင်းမှာစစ်သားတုံးကရင်းနှီးညနေ9နာရီမှပြည်သူပိုင်နေတွင်ကုန်ဝရောက်ကကြက်ကိုရလှောက်ဆောင်နေစဉ်ဒေါ်လိုက်တပ်ဖွဲ့ကရှင်ဖက်စီရမိခဲ့ကြောင်းထို့ပြင်၎င်းတို့ကိုင်ဆောင်တဲ့ MA2 တနတ်တလန် MA3 တနတ်တလန်နဲ့ကြီးတထောင်ကန်ပောင်းခင်းချွန်ကိုသိမ်းဆည်းရှိခဲ့တယ်။အဆိုပါဖန်ဆီးမှုကို Yeah Revolution Brand နဲ့ပုဂ္ဂိုလ်ကြီးရဲ့မက်ဆနေတိုင်ကပူပေါင်းဆောင်ရွက်ခဲ့ကြောင်းထို့စစ်ကြောင်းကနိုဝင်ဘာ10ရက်နေ့မှချိန်ကန်ရွာမှာ ပင်တာပြူစောတီးယားနဲ့ဒီတော့ကွင်းရပြူစောတီးယားကိုစစ်ကြောင်းနဲ့ကြောင်းခွဲပြီးထွက်ခွာသွားကြောင်းသိရတယ်။ထိုထိုတက်ခွာထားတဲ့စစ်ကြောင်းတွေမှာဒီတို့ကွန်ရဘက်ကောက်သွားတဲ့စစ်သားတွေက Yen Revolution Front မှာထောင်ထားတဲ့မိုင်းတွေနင်းမိပြီးစစ်သားနောက်တည်ဆောင်ခဲ့ရာရုပ်လောင်းတွေကိုထားရှိခဲ့ရာကြောင်းတော်လင်းရေဘော်တွေကမြေမြုပ်တကြုံပြရာကြောင်းသိရတယ်။လက်ရှိချိန်မှာစစ်တပ်စစ်ကြောင်းမှလိုက်ပါတဲ့စစ်သားတွေကစစ်တပ်ပိုင်းဆိုင်ရာအလွန်ကြဆင်းနေပြီးခဲယမ်းတွေကိုလည်း စစ်ကြောင်းပြတ်တန်သွားလမ်းတစ်လျှောက်မှာဆွပြထားခဲ့ရကြောင်းပြည်သူများအနေနဲ့တော်လိုင်းမှာစိတ်တက်ကြစွာဘုပ္ပပောင်ရေးပေးကြမြစ်တရရခံကြောင်း Yan Revolution Front မှာတောင်းရှိသူကဆက်လက်ပြောဆိုရင်းဆက်လက်ပြီးလောင်းလုံးမြို့နယ်ရှိကြာရီကိုစစ်ကြောင်းတို့လိုင်းစစ်တပ်ကနေ့စတဲ့တိုက်ခိုက်မှုစစ်တပ်ကရှေ့ဦးသေးဆုံးတနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ရှိကြာရီကိုစစ်ကြောင်းထုတ်လိုက်ကြပါစစ်တပ်ကိုနေရာစတဲ့တိုက်ခိုက်ရာစစ်တပ်ကရှေ့ဦးသေးဆုံးကြောင့်ဒေါနာစစ်ကြောင်းတို့ကတရင်ထုတ်ပြန်နေဒုတိုက်ခိုက်မှုနဲ့ချင်းတွင်ကြပါစစ်တပ်ကရှေ့ဦးသေးဆုံးက ထိခိုက်ဒဏ်ရာရှိသူတွေရှိပြီးတော်လင်းရဲဘော်တအုံမစုံရတဲ့ဒဏ်ရာရှိခဲ့တယ်။တိုက်ပွဲတွင်ဂျပန်စစ်တပ်ကလက်နက်ကြီးပစ်ကိုပါဝင်စစ်သည်မော်တွေကလည်းပစ်ကိုပေးထိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းကကမ်ပဏီကြီးအားကိုစစ်ကြောင်းတို့ဝင်ရောက်ကာကမ်ပဏီကြီးအားနဲ့ပညစ်ကြီးအားကြောင့်ရှေ့ပြားတောင်မှတဆွဲထားခြင်းတွန်လင်းတပ်တွေကလည်း drone နဲ့ပုံချထိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်စစ်တပ်ကတိုက်ခိုက်သေးဆုံးရတဲ့ကိုတိဖြစ်နိုင်ခြင်းမရှိသေးကြောင်းသိရတယ်။ အဆိုပါတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်းတို့ဒေါနာတက်ခွဲခုနှစ်တဝက်ခိုင်တပ်ပေါင်းစုဒရကစစ်ကြောင်းရောင်မညံ့မုံတက်တော်နဲ့လောင်လုံးဘက်ကဖာရောကပူပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလက်ရှိချိန်မှာဂျပန်စစ်တပ်စစ်ကြောင်းကလောင်လုံးမြို့ပေါ်ကိုရရှိသွားပြီဖြစ်ကြောင်းသိရတယ်။ဆက်လက်ပြီးမောင်မကန်ကျဲဘက်ကစစ်ကြောင်းထုတ်လိုက်စစ်တပ်နဲ့ဒေါ်လာ1တွဲနဲ့စစ်တိုက်တိုက်ပွဲဖြစ်စစ်သားရှင်ဦးသေးဆုံးတနင်္သာရီတိုင်းလောင်လုံးမြို့နယ်မောင်မကန်ကျဲကနေ184ရောက်ကနေစစ်ကြောင်းထုတ်လိုက်ဂျပန်စစ်တပ်ကိုနေစစ်တိုက်တိုက်ခဲ့မှာစစ်သားရှင်ဦးသေးဆုံးခဲ့လို့ဒေါ်ဝဲခိုင်တပ်ပေါင်းစုက ဒီကနေ့ညနေပိုင်းမှာသတင်းထုတ်ပြန်နေ။အော်တိုဝါနဲ့စက်တက်ကမောင်မကန်ချီယာကနေကင်ကြီးချီယာဘက်စစ်ကြောင်းတို့လိုက်ချက်ဘက်စစ်တက်ကိုတော်လိုင်းတက်တွေကတိုက်ခိုက်ရာတိုက်ပွဲနှစ်နာရီကြာပြစ်ပွားခဲ့ပါတယ်။အဲဒီနောက်အော်တိုဝါနဲ့စနီယာကကင်ကြီးချီယာကနေကမ္ဘာနေချီယာကိုရောက်ရှိလာချက်ဘက်စစ်တက်ကိုဓမ္မတိုက်ခိုက်ပြီးစစ်သားရဲ့ဒီကိုက်တီဆုံးမှုရှယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်းတို့ဒေါနာတခွဲခွနဲ့တဝဲခိုင်တက်ပါဆိုသူတွေကစစ်ကြောင်းရောင်မြတ်မွတ်တက်တော်နဲ့လောင်းလုံးဘက်ကဖရပူပေါင်းလုံးဆောင်ခဲ့ပါတယ်။ ဆလာဘီလေးကကော်ဒီတာတိုက်ပွဲအတွင်းစုကောက်တပြည့်စစ်တပ်ထံမှခဲအများပြားရရှိကင်းပြင်းနယ်လေးကကော်မျိုးတင်နေတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကော်မရှင်တမ20နှစ်လောက်ကန်ခါမနေရကိုထံကခဲအများပြားတိတ်ဆိတ်ရရှိခဲ့ကြတော့တော်လိုင်းစီတင်မြင့်ကပြောတယ်အစောပိုင်းစစ်ကောင်ရှင်တဲ့အောက်တိုဘာ31ရက်နေ့မှာရတိကိုအနေနဲ့တက်လာခြင်းကင်မျိုးသားလူများရဲ့တမတော် KNL မမိတ်တပောင်ဆွေနဲ့ပြန်လည်ပြက်ကတ်တိုက်ပွဲဖြစ်ပေါ်ခဲ့တယ်။တိုက်ပွဲတွင်တင်လာသောစစ်ကောင်ရှင်တပ်ဟာသူတို့ရဲ့တေဆုံတပ်သားအလောင်းတွေကိုပြန်လည်တည်ယူနိုင်ခြင်းမရှိအပြင်ခဲမျိုးစောက်ကောက်ယူနိုင်ခြင်းမရှိဘဲစုကာထွက်ပြေးသွားတယ်။ PGS တင်မ22ရက်ကစလို့ဂျပန်စစ်အုပ်စုက၄ကောက်ကိုအင်အားလုံးနဲ့တက်လာပြီးလက်နက်ကြီးပစ်ကုံမှုတွေအဆက်မပြတ်လောက်က KNL ပူပေါင်းတပ်တွေနဲ့တိုက်တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။လက်ပတ်ပြစ်ခတ်တိုက်ပွဲအတွင်းပြီးခဲ့အောက်တိုဘာ31ရက်နေ့မှာဖူကြီးကျားနေရှိတရုတ်မီပန်းကိုရောင်ကိုစစ်ကောင်ရှင်တပ်ပြစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြပောက်ကွဲပြီးဒေသခံတွေထိခိုက်ဒေဆုံးမှုရှိခဲ့လို့သိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။